မလေးရှားတွင်တရက်ထဲတွင်မြန်မာနိုင်ငံသား195ဦးဖမ်းဆီးခံရ မလေးရှားနိုင်ငံပါဟန်းပြည်နယ်တွင်မြန်မာနိုင်ငံသား185ဦးပါဝင်တရားမဝင်နိုင်ငံသားသား468ဦးအာဏာပိုင်များကဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းမလေးရှားသတင်းဌာနများကဖော်ပြပါဗျ။နိုဝင်ဘာ20ရက်နေ့တွင်ပါဟန်းပြည်နယ်ကင်မရွန်ဟိုင်လန်ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့်ဟင်းသီးရွက်များနှင့်တည်တည်ချံများကိုမလေးရှားအာဏာပိုင်များဝင်ရောက်စီးနှင်ဖမ်းခဲ့ခြင်းဖြစ်ပါသည်။အော်ပရာစီဝင်ရောက်စီးနှင်ဖမ်းဆီးမှုကိုမလေးရှားလူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူးချုပ်ဖြစ်သောဓာတုဇကာရီးယားရှာဖင်ကဦးစီးပြီးတော့ဝင်ရောက်စီးနှင်ခဲ့ခြင်းဖြစ်ပြီး ြီးရဲတပ်ဖွဲ့ဝင်အင်အားရနဲ့ချီအသုံးပြုခဲ့ကြောင်းသိရပါဗျ။တရားမဝင်ဝင်ရောက်နေထိုင်အလလောက်ကင်မှုဖြင့်မြန်မာနိုင်ငံသား195ဦး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသား184ဦး၊အင်ဒိုနီးရှားနိုင်ငံသား69ဦး၊နီပေါ်နိုင်ငံသား20ဦး၊စုစုပေါင်းအခြားနိုင်ငံသား468ဦးအဖမ်းခံခဲ့ရကြောင်းသိရပါဗျ။မလေးရှားနိုင်ငံရခိုင်ပွဲစည်းတစ်ခုတွင်လောက်ကိုင်းနေသူတို့ကမြန်မာ190ကျော်အဖမ်းခံရပါအဆောင်တွေကိုဝန်ဖန်နေအလုံးယုံစရုပ်တွေကိုဝန်ဖန်ပါတယ်ရဲတပ်ဖွဲ့အင်အားရ ာနဲ့အသုံးပြုခဲ့တဲ့အထောက်အထားရှိတာမရှိတာအကုန်လုံးဖမ်းနေအထောက်အထားရှိတဲ့သူတွေကြတော့ပြန်ပြီးတော့လွှတ်ပေးပါရယ်ရခိုင်လူမျိုးတွေလည်းအများကြီးအဖမ်းခံရတဲ့အထဲမှာပါတယ်အရေးအတွက်တိတိကျကျတော့မပြောတတ်သေးဘူးလို့ပြောပါရယ် ညွန်ကြိုင်းမှုချုပ်ဖြစ်တဲ့ဓာတုဇကာရီးယားရှာဖန်ကတရားမဝင်နေထိုင်သူများကိုဆက်လက်ဖမ်းဆီးသွားမှာဖြစ်ပြီးဥပဒေအရအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းသတင်းတော်များကိုပြောကြားခဲ့ပါတယ်။အဆိုပါကင်မရွန်ဟိုင်လန်ဖမ်းဆီးမှုမှာပူထရာဂျာယာလူဝင်မှုကြီးရေးနဲ့အစားသောပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနတို့ကပူးပေါင်းပြီးတော့နိုင်ငံခြားသား1886ဦးဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။ယင်းထဲမှာတရားမဝင်နေထိုင်အလုပ်လုပ်နေသူနိုင်ငံခြားသားအမျိုးသားအမျိုးသမီးစုစုပေါင်း468ဦးကိုဖမ်းဆီးအရေး းယူပြီးမလေးရှားသက်ဆိုင်ရာထောင်များသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့နှစ်ဝင်မှာ18ရက်နေ့ကလည်းမလေးရှားနိုင်ငံစလန်ကောပြည်နယ်ပေါကလန်မှာမြန်မာ၊နီပေါ၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊အင်ဒိုနီးရှားအထောက်အထားမပြည့်စုံသူ65ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်းသိရပါတယ်။